မောင်ရှောနယ်အတွက်မနေနိုင်လို့ရေးတယ်ခဗျာ။အောင်ချင်းမိုးရေရွာပေါ့။အဲ့ဒါလိုမိုးရေရွာနေတုန်းတနေ့မှာဖော်ဝေးဟာထွက်ပါသွားပါတယ်။အဲ့ဒါလိုမိုးရွာတော့မှာပဲကုလေးအောင်လဲထွက်ခွာသွားခဲ့ပါတယ်။အခုတခါမောင်ရှောနယ်တငယ်ချင်းမောင်ရှောနယ်နှစ်ပေါင်း30ကျော်ငါတို့ရှိတက်ခဲ့ကြရမှအမင်းထွက်ခွာသွားပါ့။ သူဟာသူ့ကိုယ်သူရုပ်ရှင်မင်းသားဖြစ်မယ်လို့တကယ်ထင်ခဲ့တယ်။အဲဒါကြောင့်ငါတို့ရေခဲ့ကြတယ်။သူဟာတငယ်ချင်းတွေကိုအမြဲမနာလို့ရှိခဲ့တယ်။အဲဒါကြောင့်လည်းငါတို့ရေခဲ့ကြတယ်။သူဟာအများသိကြပြဆရာပေါ့။ဒါပေမဲ့အဲ့ဒီထက်မကသူဖြစ်ရှင်ခဲ့လို့ကြပြတွေအများကြီးရေခဲ့တယ်။ငါတို့ကြပြတွေအများကြီးဖတ်ခဲ့ရတယ်။ ဲ့ဒါလိုရေစီကြပြားလေးဖက်ရစီတဲ့အဲ့ဒီနေရာမှာငါကြပြားရက်သွားတယ်ဒီရှိရောဆာဆူရောကြီးတွေလိုငါကလောင်ခဏချငိတိနေရာနေရတယ်哦မောင်ရှင်ねသူကအဆင်မပြေခဲ့ပါမတည်ငြိမ်မှုထဲမှာဆောင်းတရားမရခဲ့ပါဘူး ဖန်ခွက်တစ်ခွက်နဲ့အရစ်တစ်ခွက်တစ်ခွက်နဲ့ဝေးတစ်စက်တစ်စက်နဲ့ဘဝတစ်ဆက်ဆက်ကရုပ်ပင်းနဲ့ညင်းပယ်ခံရမှုနဲ့လှဲ့လေတောင်းခံရမှုနဲ့ဒီကုလုံးထူအပ်လိုက်ရမှုနဲ့နောက်ဆုံးတော့ပါရတေးသေးလေးတေးသေးလေးအစလေးတစ်စက်အဲ့ဒီအစလေးတစ်စက်အထိဒီဘာတွေရေးထွက်ခဲ့သေးတယ်။အော်တကယ်ကြီးဒီလိုမျိုးတွေမဲလို့မျိုးတွေပါပေါ့ တငယ်ချင်းတင်ကိုငုံမှာပါဆိုတဲ့တငယ်ချင်းမင်းတေတော့ငါငိုးမထွက်ခဲ့ပါငိုးမဲ့ဆိုငိုးစရာတွေမဆက်မပြေပဲငါတို့ဘဝကြီးမှာငါတို့ရဲ့ purpose စီစဉ်ဘဝကြီးမှာအိမ်မှာပြည်ကားတစ်ချက်တင်ပြတဲ့ခေါင်းတို့လုံးမင်းအပူပင်ကင်းစွာအေးစေရပါစေသာရဲစရာပါတငယ်ချင်းငိုးစရာလည်းပါလိမ့်မယ်လူငယ်လေးတယောက်မူတိုင်းရွတ်ပြတယ်မင်းတို့ပြောတော့ဆရာကြီးတခင်ကိုရောမိုင်းကွယ်လို့မျိုးဆို ခုဗမာရှိတော့လို့တော့နည်းပြလုံးပါဟုတ်ပါတယ်မောင်ချောနေမရှိတော့ပါဩတကယ်ချင်းခုလည်းမိုးရီမဲလို့မိုးရီရွာပေါ့အောင်ချင်း